မစကိုမြို့ကဆေးရုံတို့မှာယူကရိန်းစစ်ပွဲမှာဒဏ်ရာရခဲ့တဲ့စစ်သားတွေနဲ့တွေ့ဆုံခြင်းအတွင်းမှာပဲရုရှားသမ္မတပူတင်ကဒီကြေညာချက်ကိုမထင်မပဲထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကဆန်းသက်ခဲ့တဲ့ပိုဆိုင်ဒွန်နျူကလ িয়ার စွမ်းအင်တုံးရေအောက်ဒုံးကြီးတော်ပီဒိုဟာအလွန်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့သူကဆိုပါတယ်။ဒီပိုဆိုင်ဒွန်တော်ပီဒိုနဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တွေကိုတရားဝင်ထုတ်ပြန်ထားတာလည်းပါပေမဲ့သူဟာရေအောက်ကနေသွားတဲ့မောင်းသူမဲ့နျူကလ িয়ার ထေဖူတက်တော်ပီဒိုတစ်မျိုးဖြစ်ပါတယ်။ ပြည်အဓိကတိုက်ခိုက်နိုင်စွမ်းကတော့ပြစ်မှတ်ထားတဲ့ကံယုတ်တဲ့မြို့ကြီးတွေကိုရေဒီယိုသတ္တိကြွပင်လယ်ရိုင်းကြီးတွေဖန်တီးပြီးလူတွေနေလို့မရတဲ့မြို့ပြက်ကြီးတွေဖြစ်သောအောင်လုံနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်ဒီဒီချိန်မှာရေကုတ်တင်မောကနေပြစ်လွတ်နိုင်ရမှာပဲတော်ရီတို့ရဲ့ကိုပိုင်နျူကလ িয়ার စွမ်းအင်ဘေးဆက်ကိုပါအောင်မြင်စွာဖွင့်လင့်မောင်းနှင်နိုင်ခဲ့ပါတယ်ဒီလိုလက်နက်မျိုးကဘာမှာဘယ်သူမှမမရှိသေးဘူးလို့ပူတင်ကပြောကြားခဲ့ပါတယ်သူကဆက်လက်ပြီးဒီပိုဆိုင်ဒွန်ရဲ့အဖြတ်စွမ်းအားဟာရုရှားရဲ့အားအားထရရဆုံးတိုက်ချင်းပစ်ဒုံးကြီးဖြစ်တဲ့ ဆမတ်ထက်တောင်တိတိတသာပုံမကြီးမားတယ်လို့ဆိုပါတယ်ဒီဆက်သမှုဟာလွန်ခဲ့တဲ့အပတ်ကပြုလုပ်ခဲ့တဲ့နျူကလ িয়ার ပြည်လုံးမှုလက်ကျင်ကန်းနဲ့ဘရီဘနစ်နျူကလ িয়ার ခရစ်စစ်ဒုံးကြီးကိုအောင်မြင်စွာဆန်းသက်ခဲ့တယ်လို့တင်ညာပြီးနောက်ပိုင်းမှာဇက်တိုက်ဖက်ပေါ်လာတာဖြစ်ပါတယ်ပူရင်ကတော့ဒီလိုအင်အားပြင်းလက်နက်တွေထုတ်လုပ်ရတာဟာမိဂရန်ပြည်တော်စုကဒုံးခွေးစနစ်တွေတိဆောက်လာတာနဲ့နေတိုးစစ်မဟာမိတ်တွေကိုတိုးချဲ့လာတာတွေကိုတုံ့ပြန်ဖို့ဖြစ်တယ်လို့အကြင်ကြင်ပြောဆိုထားပါတယ် ဒီကြီးညာချက်ဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးအနောက်အစုရဲ့ရုရှားဂျာတင်းမာမှုတွေအမြင့်ဆုံးရောက်နေချိန်မှာထွက်ပေါ်လာတာဖြစ်တဲ့အတွက်ရုရှားဟာသူတို့ရဲ့မျိုးသက်သစ်နျူကလ িয়ার စွမ်းရည်တွေကိုကဘာကိုချပြပြီးအနောက်နိုင်ငံတွေကိုချင်းချောက်လိုက်တာဖြစ်တယ်လို့နိုင်ငံတကာလေလာသုံးသပ်သူတွေကဆိုပါတယ်။